။လည်းတော့ရချင်းအကြောင်းရင်းများမင်္ဂလာပါ။အော်ဒီယိုပိုင်းဇွန်နိုင်မှကြိုဆိုပါရစေ။ယခုခါမှာတော့တရားဓမ္မဆိုတဲ့ Facebook ကောင်းကနေရေးတင်ထားတဲ့လည်းတော့ရချင်းအကြောင်းရင်းများဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ငလင်းလှောက်ရချင်းအကြောင်းရင်းများငလင်းကြီးလှုပ်ပြီးတလဆောဆောရှိလာတော့တော်တော်များများဘ ഹു တုတ္တပြီးတိုးလာကြတာတွေ့ရပါတယ်။ဒီနေ့ထီအောင် လိုင်းမှာမှမတွဲမိသေးတာကငလင်းလှုပ်ချင်းအကြောင်းဆိုတာပါပဲဦးစင်းကမတွဲမိရလဲဖြစ်မှာပေါ့လေအများကြီးတွဲရတာကဖုန်ကြီးတွေတင်တဲ့ငလင်းလှုပ်ချင်းအကြောင်းရှစ်ပါးဆိုတာပဲဖျားဟောရလို့ဆိုပါတယ်ပရိကတ်သုံးပုံထဲမှာလည်းပါတယ်လူဆိုတာကိုယ်ယုံကြည်ချက်နဲ့ကိုပါပဲဦးစင်းကဘူမိဗေဒဘွေရတယောက်ဆရာလဲပြန်လောက်ခဲ့သူဆိုတော့ သိပ္ပံပညာရဲ့ပေါ်ထုတ်တွဲရှိချက်ကိုပဲပြောမှာပါ။ကဘာပေါ်မှာငလင်ကြီးငလင်ငယ်တွေဘာကြောင့်လှုပ်ကြရလဲဆိုတာသိပ္ပံပညာရှင်တွေလေးလာထုတ်ပြန်ပြီးဖြစ်ပါတယ်။ဆယ်ချက်ရှိပါတယ်။၁မြေဒူးချက်ကြီးများရွှေလျားမှုကြောင့်လူတွေတော်တော်များများမြေဒူးချက်ကြီးတွေအကြောင်းမန္တလေးငလင်ကြီးကြောင့်သိလာကြပါပြီ။ဂျေပေါ်မှာဖော်ပြားတွေမျောနေတယ်လို့မြင်ကြည့်ပါ။ကဘာပေါ်ရန်မှာမြေဒူးချက်ကြီးတွေ 6ချက်အချို့ကလည်း9ချက်လို့ခွဲကြတယ်အဲ့ဒီမြေဒူးချက်ကြီးတွေမြောပါရွေးနေကြရင် တချို့ကတက်တက်ထိတ်တိုက်တိုက်မိကြတယ်တချို့ကစမ်းကျင်ဘက်အရက်အသေးသေးကိုခွဲခွာသွားကြတယ်အချို့ကခက်ဆွေဆွေပုတ်တိုက်ပြီးဗေဒိုက်ရွေးကြတယ်သကိုင်းပြည့်ရွေးကအဲ့လိုဗေဒိုက်ပုတ်သွားတာပါကဘာကျော်စန်အန်ဒရီးယားပြည့်ရွေးချင်းလဲသကိုင်းပြည့်ရွေးချင်းနဲ့ပုံစံတူပါပဲ။ အမေရိကန်အနောက်ဘက်ကမ်းခြေတစ်ချောင်းမှာရှိတာပါကလေးကစားကွင်းကတိုက်ကားမောင်းနှာတွေကိုမြင်အောင်ကြည့်ပါတက်တက်တိုက်တာမျိုးရှိတယ်ဘေးလိုက်ပွတ်ဆွဲသွားတာမျိုးလည်းရှိတယ်တစည်းနဲ့တစည်းဝေးရကိုထွက်ခွာသွားကြတာလည်းရှိတာပါပဲဒီလိုဖြစ်စဉ်သုံးနေရမှာငလင်းတွေလှုပ်တယ်ကဝါငလင်းရပ်ဝန်းတွေပေါ့မြေရူးချက်တွေတိုက်တာဘောင်းငနဲ့မဟုတ်ပါကာလကြာချေကြိတ်ခန့်တင်းခန့်နေကြပြီးမခံနိုင်တဲ့အဆုံး ဘောင်းကနေထိတ်တိုက်တွေ့ခြင်းကငလျင်နှုတ်ချိန်မှာပဲ2ပြည့်ရွေများကြောင့်ကဘာအနှံ့ပြည့်ရွေချောင်းကြီးတွေရှိကြတယ်အဲ့ဒီနေရာတွေကလည်းငလျင်ရပ်ဝန်းမယ်မြမပြည်မှာဆိုရင်သကိုင်းပြည့်ရွေကြောက်ကြမ်းပြည့်ရွေစသည်ဖြစ်ပေါ့ပြည့်ရွေချီတိုင်းလည်းငလျင်မနှုတ်ပါပြည့်ရွေချောင်းနေရာတွေဟာအားနည်းတဲ့နေရာတွေဖြစ်လို့မြေရုချက်တွေရွေ့ရင်အဲ့လိုအကြောင်းနေရာတွေကလှုပ်ပြီးငလျင်ဖြစ်တာပါ 3မီးရောင်ပောက်ကွဲမှုများကြောင်းကဘာအနှံ့မီးရောင်ရှင်ရှိတဲ့နေရာတွေဟာငလင်ရဝန်းတွေဖြစ်ကြတယ်မီးရောင်ကြီးတွေပေါက်ရင်ငလင်လှုပ်တယ်မြမပြေကပုပ်ပါးမီးရောင်ကမီးတေတောင်ဖြစ်လို့သူ့ကြောင့်တော့မီးရောင်ပောက်ခြင်းမရှိဘူးငလင်မလှုပ်တော့ဘူးမီးရောင်ရဝန်းထဲမှာပစိဖိတ်သမုဒ္ဒရာဘပတ်လေကမီးဆက်ဝန်းကထင်ရှားတယ်အဲ့ဒီမီးဆက်ဝန်းကြီးမီးရောင်ရဝန်းကြီးက ဂျပန်တနိုင်ငံလုံးကိုဖျက်သွားလို့မိရောင်အလွန်ပေါ်တဲ့နိုင်ငံဖြစ်တယ်။ဒါကြောင့်ငလင်းလုံနီးပေါင်းစုံကိုဂျပန်ကခံရလေရှိတယ်။မိရောင်ကြောင့်ဖြစ်တဲ့ငလင်းကိုတော့ကြိုသိနိုင်တယ်။ဂျပန်တွေကမိရောင်တွေရဲ့အောက်ခြေနားရအောင်လှိုင်ကောင်းကြီးတွေတူပြီးအထဲမှာစကန်းတွေစောက်တိုင်းတရေးတွေလုပ်ကြတယ်။အထူးသဖြင့်ငလင်းလှိုင်းတွေကိုတိုင်းတာတယ်။အပူချိန်ကိုတိုင်းတယ်။လှိုင်ကောင်းထဲမှာနေထိုင်ပြီးအလုပ်လုပ်ကြတာ။ ထူးခြားတဲ့အပူချိန်တိုးလာမှုရှိလာပြီငလင်းငယ်လေးတွေလည်းခက်ဆိုက်ဆိုက်လှုပ်လာပြီဆိုရင်သူတို့လည်းစကန်းကိုစွန့်ခွာလူသူကိုအတိပေးပြောင်းရွှေ့တာတွေလုပ်ကြတယ်မိတော်ကပေါက်တော့မယ်ဆိုရင်ကြောက်ရီဘူးတွေကအပေါ်ကိုတိုးတိုးလာလို့အပူချိန်တိုးလာခြင်းကလည်းလက္ခဏာတစ်ခုပဲအဲ့ဒါကိုခုနကစကန်းထဲကစောင့်တိုင်းနေတာမိတော်ပေါက်ချိန်မှာမိတော်ကြောင်ရောငလင်းကြောင်ရောမထိခိုက်ကြရအောင် မြို့နယ်လူလူတွေရှောင်တိမ်ဖို့အချိန်ရကြတယ်။ဒီနေရာမှာသိပ္ပံပညာရှင်တွေနဲ့အောက်ချုပ်သူတွေကြားမကြမကြာထိတိုက်တွေ့ကြရတယ်။ပညာရှင်တွေကအရေးပေါ်အခြေအနေထောက်ပြန်ပေးမှ လူတွေသိပြီးရှောင်တိုင်မှာမို့မြန်မြန်ထုတ်စေခြင်းနဲ့အောက်ချုပ်ရေးပိုင်းကလည်းမိရောင်ပေါက်မှာမယုံနာမဟုတ်တော့လဲကြိုတင်ထောက်ပေးလို့လူတွေရှောင်ရရင်တောကြောင့်တွေတောင်းရမယ်အိမ်တွေဖောက်ခံရမယ်အားလုံးရှောင်းနေကြရတော့ တောင်ကြုံရေးလဲယူမပေးနိုင်ဘူးအဲ့ဒီအချိန်ထိတ်တိုက်တွေ့တာဂျိမ်းစ်ဘွန်မင်းသားနဲ့ရိုက်ထားတဲ့ဘိုကာနိုရုပ်ရှင်မှာအဲ့လိုအကြောင်းအရာတွေအများကြီးပါတယ်ဒါလေးတစ်ကြောင်းကတော့ဘာရဲမဟုတ် ထုတ်လိုက်လို့ရပါတယ်အန်ရယ်စုံလို့သတ်မှတ်တာ အရေးပေါ်အခြေအနေဖြစ်သတ်မှတ်တာဟာနောက်ကလိုက်လာတဲ့အကြောင်းအရာတွေတန်းစီလို့ပေါ့နိုင်ငံတကာမှာအဲ့လိုအခြေအနေရောက်ရင်ဝန်ထမ်းတွေကိုသက်ဆွန့်စရိတ်ထုတ်ပေးရတာ လာစာနှစ်စာပေးရတာဒိုင်းညာပေးဆိုပြီး အခြေရန်လာစာပေါ်မှာရာခိုင်နှုန်းတစ်ခုဥမာ25ရာခိုင်နှုန်းထပ်ဆောင်းပေးရတာတွေကိုအစိုးရကလုပ်ပေးရပါတယ်အရေးပေါ်ခြေနေမယုံမသိမ်းချင်းမှာပဲလေးကြီးမားတဲ့မြေပြုံမှုများကြောင့် तू ကလည်းငလင်ငယ်များကိုဖြစ်ပေါ်စေတယ်ဝေးမပြန့်တော့လဲအနည်းနာတွေခံရရတဲ့ အဲ့ဒါတွေကသဘောအလျောက်ဖြစ်တဲ့ငလျင်တွေလူတွေကြောင့်ဖြစ်တာစက်ကြည့်ရအောင်ငါမိုင်းခွဲမှုများကြောင့်သတ္တုတူးဖော်တာမျိုးကြောက်ထောက်တာမျိုးတွေအတွက်မိုင်းခွဲကြရတဲ့ခါငလျင်ငယ်တွေဖြစ်ကြတယ်စိတ်ဝေဝေမပြတ်မိမဲ့၃မိုင်၄မိုင်အကွာလောက်ထိတော့တိတာစွာခံစားရတယ်အထူးသဖြင့်မြေပြင်ပေါ်မှာမိုင်းခွဲမှုများကြောင့်ငလျင်အတုဖန်တီးကျင်လို့လေမိုင်းခွဲရရတွေရှိတယ် ရှားဖွေရေးဘူမိဗေဒလုပ်ငန်းတွေမှာပေါ့ဟာမြေကျွန်းကြားမှုတွေကြောင့်မြေငလင်လောက်ပြီးမြေကျွန်းမှုများဖြစ်နိုင်တဲ့ကဲ့သို့မြေကျွန်းမှုကြောင့်ငလင်ငယ်လေးများလှုပ်လေရှိပါတယ်တဘာဝအလျောက်ကြုံကြရမျိုးရှိသလိုထုံးကြောက်ဒေသအောက်မှာဂလိုင်းပေါင်းများရှိနေတဲ့တာကြောင့်အဲ့ဒီနားမှာမိုင်းခွဲမိရင်လေမြေကျွန်းကြားမှုဖြစ်ပြီးငလင်ငယ်များလှုပ်ပါတယ်ဟွန်း အနုမြုပ်ပုံစမ်းသပ်ဖောက်ခွဲခြင်းကြောင့်ဘုံတွေထဲမှာအနုမြုပ်ပုံကပောက်ကွဲမှုအပြင်းထန်ဆုံးဖြစ်လို့စမ်းသပ်ဖောက်ခွဲတာပဲဖြစ်ဖြစ်တကယ်ခွဲတာပဲဖြစ်ဖြစ်အားပြင်းနဲ့ငလျင်လှုပ်ပါတယ်မြေအောက်မှာပဲခွဲခွဲမြေပြင်မှာပဲခွဲခွဲပါချစ်တတုမိုင်းကြောင်မိုင်းများကြောင့်မြေအောက်မှာမိုင်းခွဲလို့ဖြစ်တာမျိုးပါကိုဟိုက်ဒရောလစ်ဖိအားများကြောင့် ရေနံနဲ့သဘာဝတံခွေထုတ်ရမှာခန်းနောက်မဲ့တွင်မျိုးတွေမှာဖြစ်ဖြစ်ရေနံပါဝင်နဲ့ရေလကြောက်ထဲကရေနံကိုကြောက်ခဲအစီညှစ်ချသလိုရေနံတွေထွက်လာစေချင်တာမျိုးပဲဖြစ်ဖြစ်အဲ့ဒီခါမှာမြေပေါ်ကနေအရေတွေကိုမြေကြီးထဲညှစ်သွင်းတာရေ90ရာခိုင်နှုန်းတဲ9.5ရာခိုင်နှုန်းဓာတုဈေးများက0.5ရာခိုင်နှုန်းကျန်းနာအချားဟာများနဲ့ပေါင်းဆက်ပြီး မြေကြီးအောက်ထဲထိုးသွင်းတာဖရကီလောက်တယ်ခေါ်တာပေါ့တခါလောက်ရင်ရေကားလန်တတန်းမှချက်တန်းလောက်ထိတုံးရတယ်ရေနံကရေထက်ပေါ့တော့ရေဝင်းလာရင်ရေနံကအပေါ်တက်လာတာကိုစောက်ယူပြီးထုတ်တာရေနံပါတဲ့ရှေလာကြောက်ပွိုင်းရှိကိုမြေရောက်ထဲမှာရင်ထိုးသွင်းတဲ့အရေဖီအားကြောင့်အစီညစ်ချသလိုထွက်လာတာငယ်စဉ်ကတွေ့ဘူးပါလိမ့်မယ် စံတို့ကောင်းရင်တို့မုံကျိတ်ဆက်မှာသွားကျိတ်ပြီးအိတ်သေးထက်ကြောက်တုံးနဲ့ဖိထားရင် ရေတွေထွက်လာသလိုပေါ့ဒီလိုနီလန်းတွေကပတ်ဝန်းကျင်တိခိုက်မှုအလွန်များတယ်ဒါတို့အစိတ်တင့်မှုတွေလည်းဖြစ်တတ်တယ်ပြင်သစ်နဲ့ဂျာမနီတို့မှာအဲ့ဒီနေကိုပေးမတော့ဘူးအဲ့ဒီနေကြောင့်ထိုးသွင်းလိုက်တဲ့ပစ္စည်းတွေကပြည့်ပြည့်လိုအကြောင်းတွေတိုးဝင်ပြီးတွန်းကန်အားတွေကြောင့်လှုပ်ရှားမှုဖြစ်ပြီးငလင်းလှုပ်တာမျိုး 30ရေကာတာကြီးများကြောင့်ကြီးမားတဲ့ရေကာတာကြီးတွေတိဆောက်ပြီးတော့ရေကမြေကြီးရဲ့လဲဆက်ဝင်มาတယ်မြေရောက်ကပြည့်ပြည့်ကျောင်းတွေတဲ့ရေဝင်လာကြားလာတော့အကျောင်းကြီးတွေထဲမှာဖီအားတွေဘေးဘက်ကိုတွန်းထုတ်တဲ့အားတွေဖြစ်လာပြီးအဲ့ဒီပြည့်ပြည့်ကျောင်းတစ်ချောင်းငလင်တွေဖြစ်လာတတ်ပါတယ်အထူးသဖြင့်ပြည့်ပြည့်ကျောင်းပေါ်ဆယ်ဆောင်းမိရင်အိုးခွန်းနဲ့ရေထက်သလိုဖြစ်ပြီးရေလောင်နိုင်အားပမာဏကျဆင်းပါတယ် ကဲဒီလောက်ဆိုတော်တော်လေးတိကျလာပါပြီအကြမ်းမြင်တဘာဝငလင်ရဲ့လူလောက်ငလင်ရဲ့ခွဲထားရလဲတိကျပါပြီ UFG ရဲ့တော်ကုန်းနဲ့ဝင်ကြည့်ရင်ဘလုံငလင်မျိုးကိုခွဲခြားသိကျင်တာပါဆိုပြီးရွေးချယ်မေးမြန်းလို့ရပါတယ်သူလိုတာကအနည်းပြုံပုံစမ်းသက်ဖောက်ခွဲတာမျိုးကိုခိုးလို့ရင်တောင်သိပါတယ်ဆိုတဲ့အကြောင်းဒီနေ့တော့တော်တော်များသွားပါပြီသက်ဆိုင်သူများ စာပြန်တင်ရင်လည်းသုံးလို့ရတာပေါ့ဗျာဥဓမ္မတရ